လုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာလည်းဆယ်မန်လေးကတနင်္ဂနွေသားသမီးဟောစတန်းလေးကိုနှိစက်ပေးมาဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကတော့ဒီကာလမှာအဲအရင်ကအတိတ်ကဆွေမျိုးဆွေတော်မျိုးဟောင်းနေကူညီမှုဆောင်ရှောက်ခံယူမှုအားတွေညားနေတယ်အဲ့တော့ဘာသာရေးခုံတော်ပွားများဖို့အနေနဲ့အနုတရောပုဂ္ဂိတဓမ္မရတ္တိခုံတော်ကိုပွားများပေးပါပြီးတဲ့အခါမှာတော့ဒီကာလမှာလမ်းကျင်ခြင်းတရားဆောက်ခြင်းပေါ့နော်ဒီရေတရာအစီအရင်လေးတွေပေါ့ဒါကတော့ကုသိုလ်အစီအရင်ပေါ့နော် ကုသိုလ်ရှင်လေးတွေလှူဆောင်ပေးပါရဝေရောက်နေတဲ့အိမ်သားတွေမိတ်ဆွေတွေနဲ့ပြန်လဲအဲဒီဒီကာလမှာပြန်လဲတွေ့နိုင်တယ်ပြီးတော့ company ဝန်ထမ်းတို့အစိုးရဝန်ထမ်းတို့လောက်တဲ့သူဆိုရင်တော့ကိုယ့်ရဲ့အထက်အရာရှိတွေပြောင်းရတာမျိုးဖြစ်နိုင်တယ်ပြီးတော့အခုခေါ်လိုက်တဲ့အချိန်ကနေစပြီးရက်ပေါင်း20အတွင်း2လအတွင်းဒါမှမဟုတ်ရက်ပေါင်း200အလောက်အတွင်းမှာထူးခြားတဲ့ကံအပြောင်းလဲတစ်ခုကိုတွေ့ရနိုင်တယ်လို့လည်းမြင်ရပါတယ်ပြီးတော့ဖျားဘူးခီးသွားရတာကောင်းမွန်တဲ့အလှူတန်းခီးတွေသွားရတာမျိုးလည်းမြင်နေရတယ်ပေါ့နော်ပြီးတော့မျှော်လင့်ထားတဲ့အကြောင်းအရာတွေလည်းပိုင်ဆိုင်ရနိုင်တာဖြစ်တဲ့အတွက်အဲဒီဘာသာရေးအတိတ်ထန်တဲ့နေကိုတော့မမေ့စေနဲ့ပေါ့နော်ပြီးတော့ချစ်သူမ ရှိတဲ့သူတွေလည်းချစ်သူရလာနိုင်တယ်ချစ်သူရှိပြီးသားလူတွေမှာတော့နည်းနည်းကတော့ကစားလေးရှိနိုင်တယ်အဲ့ဒါလေးတွေတော့ဒီယူဆိုင်ပေးပါအားလုံးစီတီအောင်ကြပါလိမ့်ရှင် အားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမလေးကတနင်္လာသောသမီးဟောစတန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္လာသောသမီးကတော့ဒီကာလမှာတယောက်တည်းအထီးကျန်နေရတာမျိုးတကူတော့တင်းကွဲနေရတာမျိုးအဲစိတ်အဲတခါတည်းမှာစိတ်ထဲမှာပေါ့ရှုပ်ထွေးပြီးဒုထားနေများနေတာမျိုးတွေ့ရပါတယ်။အဲ့တော့ဘာသာရေးဒိဋ္ဌန်ခုခုကြောက်အောင်ဝင်မိပါပြီးတော့လောကကိုဒိဋ္ဌန်သစ္စာပြုပါဥမာကိုလုတ်ခဲ့တဲ့အောင်မြင်မှုတွေအမှန်တရားတွေကိုကိုယ်သစ္စာပြုပြီးတော့ဒိဋ္ဌန်ကိုလုတ်မယ်ဆိုလို့ရှိရင်တော့လုတ်နေတဲ့အောင်မြင်မှုထက်ရနေတဲ့အောင်မြင်မှုထက်လုတ်နေတဲ့လောက်ကန်ထက်ပိုပြီးအောင်မြင်တဲ့အနေထားနောက်ကနှစ်ဆင့်သုံးဆင့်တော့အောင်မြင်နိုင်တာမျိုးတွေ့ရတယ်။တခုခီးဥစ္စာရမှာကတော့လူလိန်လူကငွေလိန် ငွေကောက်ခံရတဲ့တာမျိုးတွေ့ရပါတယ်ပြီးတော့အဲစကားများတာမျိုးအမှုခင်းပြဿနာတက်ရတာမျိုးပေါ့နော်စာမျိုးတွေတွေ့ရတယ်ကိုယ်ကောင်းကျိုးမပေးတဲ့မိတ်ဆွေတွေကိုရှိရောက်လာတက်တယ်ပြီးတော့အဲကောင်းကျိုးမပေးတဲ့အဲပေါ့နော်အလုပ်လုပ်ငန်းခွင်ရဆရာသမားတွေနေလဲတွေ့ရတက်တဲ့အတွက်တော့နည်းနည်းလေးကြိုးစားရမယ်အဓိကတော့မတင်နိုင်တဲ့မိတ်ဆွေတွေ့ရနောက်ကြောတားနဲ့ထူးမူလင်းလေးလေးပြမှုတွေခံရတက်တယ်ပေါ့နော်နောက်အပြင်ကိုနောက်တစ်ခုအနေနဲ့ဒီကလာမကောင်းစီချိုးတွေအုတ်ထုတ်တွေပေါ့နော်အဲစပိန်ညှက်ဖြစ်တာမျိုးတွေမျိုးပစ္စည်းလေးတွေလက်ဆောင်ရတာမျိုးတွေပေါ့နော်ခေါင်းမှာတက်တဲ့အရာလေးတွေလည်း အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာမနိကအင်္ဂါသာသမီ hostel နေ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အင်္ဂါသာသမီတွေအနေနဲ့ကတော့ဒီကာလမှာတော့မိတ်ဆွေတွေရဲ့ကူညီမှုဆရာသမားတွေရဲ့မဆာမှုအထက်အကြီးကဲတွေရဲ့ကြီးစုမှုတွေကြောင့်အောင်မြင်မှုတွေကိုဖန်ဆုပ်နိုင်တယ်အဲပြီးတော့ ကောင်းမွန်တဲ့ခီးတွေအလူတန်းတွေအဲပြီးတော့ဟိုဘာသာရေးနဲ့ပတ်သက်တဲ့ခီးတွေပေါ့နော်အဲ့ဒါမျိုးတွေကိုကလည်းသွားပြနေတယ်ထွက်ပြနေတယ်ကိုယ်ကူညီတဲ့သူတွေလည်းများနေတာမျိုးတွေ့ရတယ်ပြီးတော့ပိုကံကောင်းမှုပေါ့ဆင်မဆင်မဟုတ်ပေမဲ့ကျွန်တော်တို့တော့ကံကောင်းကျွန်တော်တို့တော့ကံကောင်းပေါ့နော်အဲ့တော့ကံကောင်းနေတယ်ဆိုတော့ပိုကံကောင်းအောင်ကံမင်းကောင်းတဲ့သူတွေကံကောင်းမှုတွေကိုရှိချင်းကပ်ပြီးရောက်ရှိလာအောင်နေလာပေါ့ရွှေတကုံဖျားမှာရှိတဲ့နေလာဖျားမှာသွားပြီးတော့ဒိတ်ထံပြုသဒ္ဒနာပြုပွဲတစ်ခုကိုလှူပေးပါနော်အဲ့ပြီးတော့နေတပွဲလာတပွဲအဖြစ်နေနဲ့မင်းနဲ့လာနဲ့မင်းကိုပူဇော်နိုင်ရင်လည်းကိုကောင်းပါတယ်နော်ပြီးတော့ အအောင်မြင်မှုတွေအရင်ကောင်းလာနိုင်တယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုရဖို့အတွက်ကိုလည်းအတိုက်ခိုက်တွေအရင်များနေတယ်ပြီးတော့ဒီကြားလကလာမှာငွေအငွေဆုံးရှုံးမှုတွေလည်းများနေဥမာအကျိုးတွေကုညီထားတာတွေအာမခံနေထားတဲ့အရာတွေပေါ့နော်အဲ့ဒါတွေမှလည်းဆုံးရှုံးမှုတွေများနေနိုင်တယ်ပေါ့နော်အဲ့ဒါလေးအတွက်ကိုလည်းအတိတ်တန်တစ်ခုပြုလုပ်ပေးပါ အလုံးမဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမလေးကဗုဒ္ဓဘူးနဲ့ရာဟုသာသမီဟောဇနလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗုဒ္ဓဘူးနဲ့ရာဟုသာသမီတွေကတော့ဒီကာလမှာသူတို့ကအမိဖအကြောင်းပြုပြီးတော့အောင်မြင်မှုတိုးတက်မှုတွေကိုရရှိနိုင်တယ်ပြီးတော့ခီးကောင်းတွေတွားရမယ်သာသနာပြုခီးတွေအလူတန်းခီးတွေဘုရားဘုခီးတွေပေါ့နော်ထွက်ဖြစ်နိုင်တယ်ပြီးတော့ဘာသာရေးကုံတော်တွေပွားများမယ်ဆိုလို့ရှိရင်လည်းလောကဝိတုကုံတော်ကိုတနည်းကိုပတိငါးပတ်ပေါ့နော်စိတ်ပေးပါဒီဒီဟောဇနကိုကြားတဲ့အချိန်မှစပြီးတော့စိတ်ပေးလို့ရပါတယ်ပြီးတော့နိုင်ငံသားကိုသွားဖို့စီစဉ်နေတဲ့အောင်နမတွေနိုင်ငံသားသွားဖို့အလုပ်လုပ်ဖို့စီစဉ်နေ ရဲ့သူတွေဆိုရင်အစဉ်အခြေအနေကောင်းနေပေါ့နော်ပြီးတော့အဲမိဘကိုပေါ့အကြောင်းပြုပြီးတော့အစဉ်ပြေတယ်လို့မိဘကလည်းဒီကလာမှာမျက်စိနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်အနှောက်အယှက်တွေ့ရပြီးမျက်စိယောဂကုရတာကိုကိုရန်လည်းမျက်စိအားနေနေတာမျိုးတွေ့ရတယ်အဲ့တော့ရေဒီယာအဲတခုအနေနဲ့ပေါ့နော်ပြီးတော့ပို့ပြီးတော့လည်းကန်ကောင်းစေဖို့အတွက်ကိုအဲဒီဘုံကြီးเจ้าကြီးတန်ဃာတော်ဒီပေါ့နေထိုင်တဲ့နေရာတွေဖះเจ้าကန်စီဒီမှာတရားစစ်မိအဲမိအိမ်မိเจ้าပေါ့စတာဒီအလင်းနေပေါ့နော်လှူပေးပါပေါ့အလင်းနိုင်နေလှူပေးပါဒိတ်ထန်တွေကိုလည်းညစွာပွားများပြဖို့ပြောချင်ပါတယ် ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဆရာမလေးကကြာတာပိသသမီဟောစတဲ့နေ့ကိုတင်ဆက်ပေးมาဖြစ်ပါတယ်။အကြာတာပိသသမီတွေကဒီကလာမှာမိတ်ဆွေရင်းချရဲ့အကူအညီမှုအဲအောင်မြင်မှုလေးတွေကိုရှားနိုင်ပါတယ်။ဒါအပြင်ကိုအဲအဆင်ပြေမှုတွေရရတဲ့အတွက် ပေါ့နော်အောင်မြင်မှုတွေလည်းထက်ဆင်းရနေတယ်လို့မျိုးပဲနော်ဆမ်းမှပွင့်လာနိုင်တယ်အဲ့တော့တချို့တော့ကံကောင်းတယ်လို့တချို့လည်းကံမကောင်းဘောနော်အဲ့တော့အဲလူအများကြီးကိုဆမ်းမလေးတို့ကချုံငုံပြီးဟောရတာဟုတ်အဲ့တော့အဲကံမကောင်းလို့ခံစားရပြီဆိုရင်ဘာသာရေးတိတ်ခံလေးတစ်ခုခုရအောင်လုပ်ပါဥမာကိုကဒီကာလမှာပေါ့နော်အဲဒီတုကတော်ကုံတော့ကိုအတိတ်ထံဖြင့်ပဒီလေးဘန်နေစဉ်ပေါ့ဆမ်းမလေးယခုခေါ်တဲ့ဟောစတဲ့အောင်စကြည့်ရတဲ့အချိန်မှာစာရင်းနေစဉ်ဟောစိတ်ပေးပါပြီးတော့ပညာရေးအကြောင်းပြုပြီးတော့လည်းကံကောင်းမယ်အဲဒါမှမဟုတ်လည်းအစီအစဉ်အစီအစဉ်လေး လက်တွဲလှုပ်ဆောင်မှုတွေလှုပ်ဆောင်နိုင်တယ်ငွေကြေးကတော့ခါလေးဒီအစီအပြေလိုက်မပြေးလိုက်လေးဖြစ်နေတတ်တယ်ဥမာနိုင်ငံခြားခီးသွားဖို့အစီအစဉ်နေတဲ့သူဥမာတင်အဓိကတင်မောလိုက်မဲ့သူတွေပေါ့တင်မောလိုက်မဲ့သူတွေဆိုရင်တော့အဲကမ်ဘိုကောင်းမှုကိုတင်မောသည့်ရေတရာအစီအစဉ်လေးပေါ့အဲ့ဒါလေးလည်းလုပ်ပေးရမယ်အဲ့ဒါအားလုံးတစ်ချက်မှလေးရဲ့ Facebook account မှာဝင်ကြည့်လို့ရပါတယ်ပြီးတော့အချစ်ရေးမှာအချစ်ရေးမှာဂျားလူအနောက်ရှိရှိတယ်အဲ့ဒါလေးတော့လည်းတတိထား အားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆံမာလီယာတောက်ကြသားသမီးဟောစတန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေကတော့ဒီလမှာအဲပေါ့အရင်အလားတွေထက်ပေါ့ကန်ကောင်းလာတာမျိုးတွေတွေ့ရတယ်။ပြောစရာတော့ကောင်းတယ်။ပြီးတော့လက်ဆောင်တွေရမယ်အဲအချစ်ခံရမယ် အဲပြီးတော့ဆန်နေပါလေးပွင့်မဲ့ပို့ပြီးတော့ပြောစရာကောင်းတဲ့အနေထားကိုလည်းတွေ့ရတယ်။အဲအဲ့လိုဆရာမပြောသလိုမဖြစ်သေးဘူးဆိုလို့ရှိရင်တော့နမောတေပေါ့နော်ခါရာတော်ကိုအတိတ်ထန်ချင်းချုပ်ပတ်ပါမေတ္တာတုတ်ကိုနေ့စဉ်အနည်းဆုံးတစ်နေ့တစ်ခေါက်တော့တောင်းချုပ်ပေးပါ။ပြီးတော့အဲကိုရာဓုစီစဉ်အဥ္စာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကြီးမဲ့အမျိုးသမီးတယောက်တွေ့တယ်။ဘာသာရေးနဲ့ပတ်သက်ပြီးကိုကူညီမဲ့အမျိုးသမီးအဆောင်ရှောက်ကိုလည်းတွေ့ရတယ်ပေါ့။ဒါပြောချင်တာကတော့ကိုထက်အာနာပါဝါ အဲဖုံးကန်ကြီးရဲ့အမျိုးသမီးတယောက်ရဲ့အကူအညီဖြင့်ကိုယ့်ရဲ့အောင်မြင်မှုတွေဟာပြည့်စုံလာမယ်ဆိုရင်အနေထားတော့ဒါပြရတယ်ပေါ့နော်ပြီးတော့အဲပြီးတော့မကြာခဏပေါ့နော်စပယ်ပန်းနေအဲဇွန်ပန်းနေဖះမှာမကြာခဏလူပေးပါကန်ကောပန်းနေမကြာခဏလူပေးပါအဲပြီးတော့ဒီအမျိုးသမီးတည်ထားတဲ့ဖះတွေမှာအတိတ်ထံအလူကုသိုလ်တွေပါဝင်ကုသိုလ်ပြုပေးပါနော်အဲပြီးတော့ဒီကာလမှာစိတ်နေငွေတွေလည်းဝင်လာနိုင်တာမျိုးတွေ့ရ ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆ ्याम မနီကစနေသားသမီးဟောစတန်နေ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စနေသားသမီးတွေကတော့ဒီကာလမှာဖရာတရားပူပြီးမြေကိုအရေးကြီးတယ်အဲပြီးတော့ကိုကိုကိုတယောက်ထဲမှာပေါ့ကံလေးမကောင်းဖြစ်နေရလားငါတယောက်ပဲပဲအားကြီးခံစားနေရတာလားလို့ထင်ရလောက်တဲ့အထိအထီးကျန်မှုတွေတိမ်ငယ်မှုတွေနာကျင်မှုတွေကတယောက်ထဲပေါင်းစုံနေတဲ့မျိုးဖြစ်တတ်တယ်ပေါ့နော်အိမ်တွင်းရဲ့မသားမယားဖြစ်မဲ့ကိုဒုက္ခရောက်နေတဲ့ဒုက္ခရောက်နေတဲ့ဂျာထဲမှာတော့ကိုအချုံနဲ့လာမှတကယ်တူပေါ့နော်အဲပြီးတော့ချစ်သူကြီးသားရှိတယ်ချစ်သူကြီးသားရင်းနဲ့ပြဿနာတက်တာစကားချစ်တင်နေများတာအိမ်အောင်အိမ်အောင်ကြီးတွေပြိုကွဲတာမျိုးတွေအထိဖြစ် နိုင်တဲ့အတွက်ခရင်ဆိုင်ပေးပါအဲ့တော့ PSC wire short တွေပါသတိထားပါပြဿနာတွေတက်ပြီးတော့ကိုယ်ကစိတ်ပူပြီးအမွားဆန်းလာတာမျိုးတွေပါ share ပေးခါကြအိုးမဲ့အိမ်မဲ့အခြေအနေမျိုးကိုနမိတ်မြင်ရတယ်အဲ့တော့အဲစိတ်လေးမှမှလောက်တာမျိုးတွေလည်းမလုပ်ပါနဲ့တီးခံပေးပါเนาะတချို့နေရာတွေမှာငွေကုန်စရာတွေအမျိုးမျိုးပေါ်နေမယ်ပြီးတော့အဲဆရာတို့ဆရာရောင်မိတ်ဆွေတို့မိတ်ဆွေရောင်တငယ်ချင်းတို့တငယ်ချင်းရောင်ကိုနာမှာရောက်နေတယ်အဲအဲ့လိုလူမျိုးတွေထဲမှာတင်းလာနန်းအဲအမည်စလုံးပိုင်းနဲ့ပါနေနိုင်နေပေါ့နော်ဒါဂယူးဆိုင်ရမဲ့သူပေါ့လူတိုင်းကိုလည်းပြီးတော့တန်တရားဝင်ဖို့တော့မဟုတ်ဘူးပေါ့နော်